ဆရာမခင်ခင်ထူးရဲ့မယင်ကန်ဆိုတဲ့ဝတ္ထုကို အပိုင်း30နှစ်နေနဲ့ဖတ်ပြပြီးမှဖြစ်ပါတယ်ရှင်။တမနံမယင်ကန်အပေါ်မှာဖျားပန်းလဲနေခဲ့သည်။ရေကြည်တန်းတန်းတဘောဖျားစင်ရှိတဲ့ကဖျားပန်းနေဆိုင်ထားရင်ပန်းဟောင်းတွေကိုစွန့်သည်။အနောက်တော်ဘက်မြို့မြေပဲသွားတင်ဖို့တော့ချိုးလာခဲ့သောအင်ဂျင်နီရိုဒန်ရှိတွေကိုတတချင်းရွေးကရွရင်နေချွေးသည်ပြီးတော့မှ ညောင်ရီဦးသုံးလုံးကိုရေတန့်လဲကမျှစီထူရပါ යි ။ပန်းရီချမ်းမကက်ပြီးထားမှာတော့ကိုမောင်မြတ်တာကိုမြင်လိုက်ရသည်။အကိုဘာလို့ချင်လို့လဲ။ဘာမှမလို့ပါအောင်ကံကလေးရဲ့အကိုငါနှမနဲ့စကားပြောချင်လို့ပါ။မဲ့ရင်ကံအကိုပါမထိုင်ရပါ යි ဒီတစ်ခါ။အကိုရောက်လာခဲ့တော့လေမောင်နှမချင်းတစ်ခါမျှစကားလက်ဆုံးမကြရသေးပါ။အကိုနဲ့ကိုပြေသိန်းတို့ညောင်စလုံးရွာစင်လဲကလှုပ်တည်များနေကြတာလဲပါတယ်လို့ ညပဲရောက်တော့လေစကားဝိုင်းဖွယ်နေတတ်ကြသည်မဟုတ်လားဘယ်ချိန်အိယာဝင်လို့ဝင်ကြမှန်းပင်မသိပါညကလေးနဲ့လာလေမယင်ကန်ကြီးကျူးတို့အိမ်ပေါ်တက်ကြမြည်တမီးစားရင်လို့လေကိုပြေသိန်းနာမယင်ကန်မကက်ရဲပါမိမမောင်ဝါများရှိမှနေထိုင်သူသိရတာကလေမယင်ကန်တို့မိန်းကလေးများဆောင်ထိုင်ရမည်အိမ်တွေပဲမဟုတ်လားအကိုကမယင်ကန်နေဘေးတိုင်းနေထားမှထိုင်တလုံးမျှမပြောသေးပါ မဟင်ကန်ကလည်းကိုပါရီပြောမှာပါလေလို့တွေးမနေတော့ပါမဟင်ကန်စိတ်ထဲသိနေတယ်လို့လို့ပြီကိုပြေသိန်းကြောင့်ပြောကြရုံကလည်းလင်းအချားပါများမရှိနိုင်အခုမျက်နှာကိုမဟင်ကန်စိုက်ကြည့်နေလိုက်သည်အခုမျက်နှာကနိုင်ငံရေးဆွေးနွေးတော်မြေမျက်နှာမျိုးမျက်နှာကတည်ကြည်လွန်လာသည်နှမဖြစ်သူကဘယ်စကားကစပြောရမှန်းမသိတယ်လို့တအောင်တော့အာယူနေပုံရပါ යි ကံကလေးအကိုရေးလိုက်တဲ့စာဖတ်ပြီးပြီလို့ကိုထင်တယ် ငါနှမသဘောမတိရပါမယ်အကိုကတော့ငါနှမလက်ခံလိမ့်မယ်လို့တွက်ပါရဲ့တွက်ပါရဲ့ကံကလေးလည်းအရွယ်ရပြီအဖေကလည်းအသက်ကြီးရှာပြီအမေပန်းရုံခမရလည်းနှဲ့ရှာပြီအကိုဆိုတာတော့တောင်ဝင်းနေမဲ့တို့ဖြစ်နေရတာလဲတိပါရဲ့အကိုခံယူချက်ကတော့တိုင်းပြင်းလွတ်လည်ရရမှာပဲနားမယ်စိတ်ကူသေးနှမအတွက်တော့ပြင်ရောက်လေရမှာပူပန်မိတာမှန်မှာနှမကိုအိမ်ထောင်ရက်သားချပြီးချင်တယ်အကိုစာဖတ်ပြီးပါပြီအကိုမှန်ရင်ကမှန်တာပြောပြစီတော့ ကိုပြည့်တင်းကလည်းမှင်ကန်ကိုမြစ်တာစကားပြောပါသေး။မှင်ကန်ကလည်းဒီစကားရောက်တော့မှင်ကန်ရှိမစဲရင်အကိုကခေါင်းကြီးတစ်ဖက်ဆောင်ကနားထောင်နေပါ යි ။မှင်ကန်ကလည်းလက်ခံလိုက်တဲ့အကိုအမေတို့တော့ပြောရသေးပါဘူး။ဒါပေတည်းပြောပါငါနှမရင်ထဲရှိတာပြော။မှင်ကန်ရွာခွာရမှာစိုးတယ်။အဖေတို့အမေတို့ခွဲရမှာစိုးတယ်။ကိုပြည့်တင်းကတော့ဒါတွေမပြောရသေးပါဘူး။ နွားကောင်းမကောင်းချောင်းတက်မှအတိနူးကောင်းမကောင်းပေါင်ဖတ်မှအတိဆိုတလို့ပဲမောင်ပြေတဲ့ကြောင့်တော့အကိုတိတဲ့တော့တိတဲ့တော့တိပါတယ်အမှန်လေးစိတ်ထဲရှိတာပျော့ပြပေါ်တခုတော့စဉ်းစားပေါ်ကံကလေးရဲ့ပညာတတ်ကြောင်စရာနိုင်ငံရေးသမားတရားနွားမှာပဲရိုးထုတ်ဖို့တော့ခက်ရှာမှာပေါ်လူတွေရဖွေးတရားကြတလုံးဆိုသူမျိုးဟာရှာတယ်မဲ့အင်ကန်ကိုကိုမရှမ်းနိုင်မှာကိုကလည်းသဘောတူသည်မဲ့အင်ကန်ကလည်းမေတ္တာရှိပြီဆိုမှတော့ ဖေနဲ့မေတို့ခင်ဗျားတော့မြင်များစရာမရှိနိုင် အကုံကတော့ဘွေတရားကြတလုံးစုံနေပါဘကောမဲ့အိမ်ကန်ကခေါင်းလေးငုံထားလိုက်သည် အကိုစီကလည်းအတန်းမတွန်းတအောင်းနေတော့မှအကိုတန်းကြာရသည်အဖေနဲ့အမေကိုအကိုပြောလိုက်ပြီးကိုရဲ့အကိုကမဲ့အိမ်ကန်လက်တကြားမောချလိုက်သည်အမေပိုင်းရောင်ကိုယ်တိုင်ကမဲ့အိမ်ကန်ကိုအိမ်ထောင်ချထားဘူးတလောတော့ကပဲပြောခဲ့သည် တမီကောင်းနဲ့ရောက်နေစေချင်လို့ပါဆိုသည့်စကားကလွဲလို့ဘသူပဲဝါမပြောခင်အဲ့ဒါလိုလဲလူကောင်မတ်တဲရှိကြပုံမပေါ်အခုတော့အကူကဖေတို့မေတို့ကိုပြောလိုက်ပြီးဆိုပါကောအမေမျက်နာကိုဘလို့ကြည့်ရပါ အဖေနာဘလို့သွားရပါဖေတို့မေတို့ကိုတရရက်မှပြောရမည်ကိုတည်ထားပေးသည်ဒီလောက်ကြီးမြ мян မတီးစေချင်းအကုံကရောဘလို့ပြောလိုက်တာပါလဲမအိမ်ကန်အကုံကမချင်းလိုက်သည်မောင်ပြေတဲ့ရ ကံကလေးကိုမြေတားရှိနေတဲ့အကြောင်းပြောထားတာပါအဖေကတော့ငါသားပဲတင့်တော်တယ်လို့စီမံပါတဲ့အဖေတို့မိတို့မှာရုံးနိုင်မှာချောင်းကြော်ရမယ်အရွယ်ကြီးဆိုတော့ငါသားသဘောမျှရင်ပြီးတာပါပဲတဲ့မိမရမကြီးသဘောကိုကြားရတော့မိန်ကံမျက်ရည်များစွတ်တလာခဲ့ရသည်ရုံးနိုင်မှာချောင်းကြော်ရမယ်အရွယ်ကြီးတဲ့လားမိန်ကံတစ်ချက်ဆိုင်လိုက်တော့အကိုဖြစ်သူကမိကိုကင်ကမော်စီသည်ငိုပါနဲ့ကွယ်ရေများဟာနှိမ်ရအောင်စီးကြတယ် မိများဟာမြင့်ရအောင်လောင်ကြတယ်ပြုပြင်စီရင်ခြင်းဟာခင်းရတာမရှိပါဘူးငါနမပွားလာဖို့ဖြစ်လာရတဲ့မှတ်ပါကွယ်အကိုမောင်မြတ်တာထားသွားတော့လေမိန်ကန်ကမထားတာခဲပါဖျားစင်ရှိမှပဲထိုင်နေမိခဲသည်အကိုရောကိုပြေတဲ့ရောအိမ်ရောက်လာကြမှာမိန်ကန်မျက်ရည်တွေအခါခါကြခင်ရပြီအိမ်ထောင်ရတာချကြတော့မှာပါလားအနည်း20လုံးလုံးကိုရှင်နေခဲ့တော့အချစ်ဆိုတော့ရာက တမျိုးသားနှင့်တွင်မှာပဲပင်ကလေးတွေအစိုးပြုသလိုမင်္ဂလာညွန်ကလေးဆုခဲရသည်တမျိုးသားကိုချစ်ခင်မိတော်လဲဘွားနှခုပေါင်းဆက်ဖို့ရတော့ချက်ချင်းဖြစ်မလာနိုင်သေးလို့ထင်ခဲ့ပါ යි အခုတော့အမေကလည်းပြောပြီးအကူကလည်းပြောပြီးပြန်စင်းစားကြည့်တော့လဲမဟင်ကံဖို့ရဝမ်းနေစရာမရှိပြန်မဟင်ကံမှာချစ်ရသူရှိပြီထိုချစ်သူနဲ့လည်းမိဘများကသဘောတူလက်ထပ်ခွင့်ပြုပြီးဒါဖြင့်မဟင်ကံပါကိုဝမ်းနေနေမိတာလဲ မဲ့ကံဝင်နေတာကမိရဲ့ဖာရင်မှာအကြောင်းကြမဲ့စွာနေထိုင်ခဲ့ရသူဖြစ်မှာတဘဝတအိမ်ထောင်ထူရမှာကိုဝန်းနေနေမိချင်းဖြစ်သည်ဒီကြတဲ့ဒီရက်ဒီရက်ကခွာဖို့ဖြစ်လာရင်ဆလဲဝင်ဖင်မမြဲခင်က क्वे ရမည်ဖြစ်တွေကိုကြုံမြင်မိတာလဲပါပါ၏ထိုညကအိယာဝင်ကြတဲ့အခါကျေးဦးကိုဖွင့်ပြမိခဲ့သည်မျက်ရည်တွေလည်းကြာခေရပြန်ပါ၏ကျေးဦးရဲ့ညီဖြစ်ကမှစိတ်ချမ်းသာကြပါ၏ ဖိုတုံနဲ့ညီရကိုရွာသူရွာသားချင်းဆိုတော့စင်ရဲ့သူချမ်းသာမြဘဝဝင်ကိုယုံနိုင်ကြပါရဲ့ငါမှာတော့တမျိုးသားကိုကြိုက်ရတာမဟုတ်လားကိုပြေသိန်းနဲ့ယူကမှမိရဖရွာက ခွာရမှ တွေးပူနေမိတယ်ကိုပြေသိန်းရမင်္ဂလာဆောင်ပြီးခေါ်သွားမယ်ပြောလို့လားအဲ့ဒီထီတော့မပြောကြသေးပါဘူးတွေးပူရတာပေါ့ကြီး तू ကပညာတက်ငါကပညာမေးချင်းထဲခင်ပို့လို့ဖြစ်မှာသို့တာပါ မဲ့အိမ်ကန်သဘောတူတစ်ခုနေမှာပါအေးရယ်ကိုပြေသိမ့်ရလို့သဘောကောင်းပါမဲ့အိမ်ကန်စိတ်ဆင်းရဲအောင်တော့မလှုပ်တန်းကောင်းပါဘူးကျင်းဦးကပြောတော့မဲ့အိမ်ကန်စိတ်ပြေရပြန်သည်မဲ့အိမ်ကန်တော်တော်နေအိမ်မပြောနိုင်ခင်ပတင်းဝါစီကလာရောက်နေ ဖြာချနေတဲ့ဖြင့်အခန်းတစ်ခန်းလုံးလင်းနေသည်ညနေပြီထဲမှာ ပန်းရံနေဝေလာပြန်ပါ၏မဲ့အိမ်ကန်အသာကြုံထလာခဲ့သည် အဖေတို့မေတို့ကိုယင်မဆိုင်ရဲတဲ့ဖြင့်တနေ့ကအင်ကြီးပေါ်မှာပဲအောင်နေခင်မိသည် င်ကြောင်လက်ဆက်အိမ်အောက်သို့တအောင်ဆင်းချင်လာသည်ကျင်းဦးကတော့အိမ်နေလေးပြီကိုပြေသိန်းနှင့်ဝင်းနေရသည့်ရက်တွေတုန်းကတော့ဒီလိုလာရောင်ကိုမြင်ရတိုင်းလွမ်းစိတ်လေးတွေဝင်နေကြသူပဲစီမှလည်းတွေးကာရော်ရမ်းမိတာလဲခါခါပင်ထိုစဉ်ကများလာရောင်ထဲမှာမျက်ရည်များပြင်ကြာမိခဲ့တာတွေရှိပါ၏အလွမ်းတကာထဲမှာချစ်သူကိုလွမ်းရတာအထီးခိုက်ဆုံးလို့ပင် တွေးမိရသည့်အချိန်ပင် အခုတော့ကိုပြေသိန်းကအိမ်အောက်ထပ်မှရောက်နေပြီ စစောပိုင်းကစကားတန်နေကြတော့လေအတန်နေတိတ်သွားတာကြပြီဘယ်နှနိုင်ညာထိုးပါလေတက်ကြီးကောင်းချခြင်းကြော်လာပြီအောက်ထက်တန်ဆုံနိုင်ကြီးကလည်းနိုင်တန်ထိုးဖို့မြင်များနေရောလားမဲ့ကန်တကားကိုအตาလှက်ပြီးဆင်လာခဲ့သည်လေကားဆင်ကားတကားကိုထပ်ဖွင့်ရပြန်သည်လေကားတိုင်းဆင်လာတော့အမောင်ထဲမှာမက်ဆီကလေးတွေကိုနင်းမိသည်အဲ့နေသူတွေအတန်မကြရအောင် ခြေပြားကလေးနဲ့ဆင်ရပါ යි တစ်ထစ်နှစ်ထစ် သုံးထည်မဆင့်လေးတွေကခြေဖွားအောက်မှာတစ်စိနှစ်စိသုံးစိဒီလိုနဲ့အောက်ကိုရောက်လာခဲ့ပြီလရောင်ကမြေပေါ်မှာတရှင်ရှင်ရောင်ပြန်လျက်ရှိတပင်တွေပေါ်မှာရက်ကန်ရုံပေါ်မှာပင်မောတိုင်ပေါ်မှာနွားတင်းကုတ်ပေါ်မှာစွန်ပန်းရုံတွေပေါ်မှာဆက်တပူးရုံကြီးပေါ်မှာလာရောင်နေခဏညာတာဒီလာကခါတိုင်းထက်များလင်းနေတော့တရားမင်းမိန်ကန်ဒီလာရောင်ကွင်းပြင်ထဲဆင်းလာခဲ့သည် ပြင်မာတော့အေးစိမ့်စိမ့်ရှိပါ යි တအိမ်လုံးအိမ်မော်ကြကြပြီအမွေးစီကအိမ်လေလွန်ကြသူတွေဆိုလိုက်တော့တခြင်းတန်တတဲကလွဲရင်အခြားဘာတမ်းမမရှိပါပေါ်ပါသွားပြီနော်တလင်းပြင်လာရောက်ထဲမှာမအိမ်ကန်တယောက်ထဲရန်နေမိသည်ထိုစင်မှာပင် ချုပ်ခနဲအတန်တန်ကြားလိုက်ရသည်နောက်ပြီးတကားကိုဖွင့်ထွက်လာပုံရသူလူတယောက်ရဲ့ရိတ်ကုန်မအိမ်ကန်မြင်လိုက်ရချင်းပြေးအကိုမောင်မြတ်သားလားကိုပြေးသိမ်းလား မျောလင့်မထားပဲရဲခနဲမြင်လိုက်ရတာဆိုတော့မအိမ်ကန်ထိတ်ခနဲပင်ဖြစ်သွားခဲ့သည်လူရဲကနောက်ဖေးဆောင်ကွယ်မောင်ရဲစီကထွက်မလာပဲရင်နေတပြင်းလာရောက်နေထွက်လာဖို့မဝင့်မြဲဖြစ်နေပုံရပါ၏မအိမ်ကန်တီလိုက်ပြီလူရဲစီတတဲ့ကြီးရှာလာခဲ့သည်မောင်ရဲစီကိုဝင်မှာတော့မအိမ်ကန်ကိုတင်ဖက်ချင်းခံလိုက်ရသည်မွေးပြည့်ရည်ဝေသောရနတ်တမျိုးနဲ့အတူမအိမ်ကန်တကူလုံးနှွေထွေးသွားခဲ့ပါ යි ။ကုပြေးတဲ့ရဲ့ အလွန်တွန်းလာသောအတံဖြင့်ခေါ်လိုက်တော်လဲကိုပြေသိန်းကမဟိန်ကန်တခန်းလေးကိုအတံထွက်စင်ရန်လက်နှင့်ဖိလိုက်သည်မဟိန်ကန်ကိုလုံးတင်းတင်းကလေးကိုတင်ဖက်ထား၏မဟိန်ကန်ကိုပါချင်အကာနန်းလေးသည်ချစ်သူဤနန်းဆိုတော်လဲမဟိန်ကန်နန်းနှင့်ထိစင်အောင်ရှောင်ရှားနေခဲ့သည်မဟိန်ကန်၏လက်တွေကချစ်သူမျက်နှာကို လိုက်ဆန်းနေမိတော်လဲမဟိန်ကန်ကိုလုံးနှောင့်ဝင်တဲလုံးတဆက်ဆက်တုန်ခါနေပါ၏ဒီကြားထဲရပြင်းနန်းဤပန်ပွင့်နေကြည့်သလိုကြွေးကြနေလေသည် ဘယ်နှပွင့်မှန်းမင်းမသိမအိမ်ကကြုံချစ်တယ်တသက်လုံးစိတ်ချမ်းသာအောင်ထားပါမယ်ဗျာချစ်သူရင်ခွင်ထဲမှာနေချင်းသေးတော့လေအတင်ရရကြမှာဆိုပါသည်မအိမ်ကကလေးတန်းလေးနှစ်တောင်းမန်းကကိုပြေသိန်းလက်ထဲကယုံထွက်လိုက်သည်သွားတော့မယ်ကိုပြေသိန်းရဲ့လို့ကုန်ကြလိမ့်မယ်နော် လေကားဆန်နေပေါ်ကိုမအိမ်ကန်ဘလို့ကဘလို့ရောက်လာခဲ့သည်ပင်မသိ။ညနေတလက်လက်ခုံနေစဉ် အိယာထဲရောက်သည့်နောက်ယင်မငိမ့်သည်လာရောက်ကမတင်းမမတဆင်မဲ့အင်ကံမျက်နှာကလေးပေါ်ဖြာကြလျက်ရှိပါ၏တခါကချစ်သူမဟုတ်သောတာအောင်ရင်ခွင်နှင့်ရောက်ခဲ့ဘူးရာကိုလည်းအမှန်ရလိုက်သေးသည်ဒီတခါတော့ချစ်ရသူ၏ရင်ခွင်နှွေထွေးနူးညံ့လာသောချစ်သူ၏ရင်ခွင်အင်ရောက်ထက်အတန်ဆုံးနိုင်စီကနှစ်ချက်ထိုးတန်တင်းတင်းကြားရလေသည်မဲ့အင်ကအိမ်မပြောသည် လင်းသက်တွင်တန်နေဆူဆူဝေတော့မှမိကလေးအိပ်ပြောသွားခဲ့သည် ဆောင်ချန်းကုန်းတွင်စာတင်ကြောင်းစာမြင်နေတိုင်မြင်ရပြီးမယင်ကန်တို့အိမ်မှာအစည်းအဝေးတွေလုပ်ကြရသည်ဆောင်ချန်းကုန်းနှင့်နီးတွိုင်းရွာများဖြစ်သောရှာတော်အိုပေါင်ကျက်တငုံညောင်ကန်ညာကြီးပင်ထိန်ကုန်းအနောက်တန်းရွာများဖြစ်သောအနောက်ကုန်းတဲတော်လေးပင်ကြည်တော်ကုန်းချေရကုန်းလင်းနေကုန်းစသောရွာတွေကလူကြီးများပါလာကြသဖြင့်စည်းကားလာသည်မယင်ကန်တို့အိမ်ဘေးမှာမိဖို့ချင်းကြီးများတူ၍အိုကြီးချက်ချက်ရပါ၏ တချို့ရွာတွေကဝေးတော့လေအရှိရွာအနောက်ရွာလေဘဟုကြတော့ဆောင်းချမ်းကုန်းရွာကိုစာတင်ကြောင်းဖွင့်ဖို့အတွက်ဆရာကြီးဥပခင်ကိုယ်တိုင်ကပဲရွေးချယ်လိုက်ခြင်းဖြစ်သည်ဘုံကြီးကြောင်းပေးဆွေမှာဝါတဲလေးတို့ကကြောင်းဖွင့်ထားရသော ကြည်တော်ကုန်းရွာကလေဆရာကြီးတဘောဆိုတော့ကြောင်းမြင်းနေကြောင်းဆောက်လူတန်းမိနေရကိုလက်ခံကြပါသည်ကြီးရဆောင်လူကြီးတွေလာကြသည်နေကဆရာကြီးဥပခင်မှာရောက်လာခဲ့သည်တကြီးမင်းတို့မိသားစုကចောင်းဆောင်ပဲမြင်းနေရရောចောင်းဆောင်မှာសောက်ပေးကြမှာဆိုတော့ ကျွန်တော်တို့မြင်းရှန်အာချတိုက်လူငယ်များအစီအုံနေနဲ့ကျေးဇူးတင်ကြောင်းပြောလိုပါတယ်ခင်ဗျာဒီနားရွာတွေမှာလည်းရက်ရွာဖွံ့ဖြိုးရေးကိစ္စတွေလုပ်နိုင်ဖို့ဖွဲ့တွေဖွဲ့ဖို့လည်းရှိပါတယ်ဒီဟာစီယုံရေးမှုဆရာကိုပြေတဲ့အကြောင်းတောင်းဝန်အပြင်ရွာစဉ်လှည့်စီယုံဖို့ပါရှိလေတော့ကြီးရွာများအကူညီကြစီချင်ပါတယ်ကြီးရွာလူကြီးတွေကမိသမျှဆရာကြီးဦးပါခင်နေမြင်းချန်အာချလူငယ်များစီယုံကတောင်းဝန်ရှိသူတွေကရှင်းပြကြသည် ကာယဗလာညာနာဗလာ မေတ္တာဗလာစသောလူမှုဝန်ထမ်းအစဉ်နဝန်ထမ်းလုပ်ငန်းများကိုလည်းရှင်းပြကြပါ၏။ရွာတွေမှာလူငယ်များကြန့်ခိုင်ကြမအောင်ကစားခုံကြကစားခုံစားလုပ်ကြဖို့နဲ့စာကြီးတိုက်တွေကျောင်းနေဖွင့်ဖို့ကတော့အရေးတကြီးလုပ်ရမှာပါပဲ။ရဲရွာကာကွယ်ရေးကိစ္စမိဘကာကွယ်ရေးကိစ္စဒုနာပြုတ်တက်ဘုံပြီးယောဂပြရပြီးရဲရွာတန့်ရှင်ရင်စတာတွေလည်းလုပ်ကြရမှာပဲ။အာရှလူငယ်တချင်းတွေကိုတော့ရွာတွေမှာမောင်ပြေတဲ့ကတင်ပြပါလိမ့်မယ်။ အာရှလူငယ်လုံမေများဖွဲ့ဖို့တော့မအိမ်ကန်ကိုတာဝန်ပေးထားပါလေမအိမ်ကန်တို့အိမ်မှာမနိုင်မင်းမနိုင်မင်းနေဖြစ်နေကြတော့မမဆိုင်များပါလာရောက်ကူညီနေရပါ යි မောင်မြတ်သာဗီဒီစင်ဝေစင်စားပြေဆောင်ဝတ်ထားတဲ့ပြင်ခြေရာတွေကအထူးဆန်းဖြစ်နေကြသည်ရဲရွာလူကြီးတွေဟာဗီဒီနဲ့ပတ်သက်၍လည်းမိကြသည်မောင်မြတ်သာကိုပို့လေးခေါ်ကြ၏ဗီဒီမှာချင်းလင်းတက်တို့မြင့်တက်တို့ဆံမြောက်တက်တို့စိန်မြောင်ကြီးတက်တို့ကစလင်းရင်ပြအမြောက်တက် ်အင်ဂျင်နီယာတက်စေဝန်ထမ်းတက်စင်မြင့်တက်စသဖြင့်စနစ်တကျဖွဲ့စည်းထားပါလေဂျပန်လက်အောက်မှာဖွဲ့ရတဲ့တက်ဆိုတော့ဂျပန်မျက်စိမနှာအောင်လဲတူတူတဲ့တဲ့ရှိကြရပါတယ်လူတွေများလွန်းသဖြင့်တုံလိုက်ထမင်းကြွေးကြရသည်မိန်ကန်ကတော့ပျော်လွန်လှပါ၏အကိုလည်းရှိနေသည် ကိုပြေသိန်းလည်းရှိနေသည်ရွာဆောင်ကအကြောင်းကြီးထူမှန်ကြတော့လေမိန်ကန်ရင်နေခုံခဲရသည်ဘောဟာကြိုးပေးကြအကိုတင်ပေးခဲ့တဲ့ဗျာဒေသာရှင်စားလောက်တက်ခဲရတော့လေ နောင်ဝရီအတွက်ပညာမျိုးစေ့ချပေးနိုင်လေပြီဆိုသည့်စိတ်ကြောင့်ဝမ်းမြဝမ်းသာရှိခဲ့ရပါ၏မိမတစ်ပါးကလူသည့်ကြောင့်ဆိုတော့လေရွာတွေကအကြောင်းဆောင်စင်ကပင်မအိမ်ကန်ကြောင်လို့ခေါ်ကြတော့သည်မအိမ်ကန်ကြောင်နဲ့ကြောင်ဆရာကိုပြေးတယ်ဒီလိုပူးတွဲခေါ်ဝါကြတော့လေမအိမ်ကန်ရင်နဲ့တလက်လက်ခုံရပြန်လေသည်ကြောင်ဆောင်ပြီးဒီနေ့ကကြောင်ရိတ်မှာပင်ဆရာတော်များပြဖိတ်ကဆွန့်ကျင်ဖြစ်ခဲ့ပါ၏ဆိုင်ရာကြောင်ပြိဘောကများနဲ့ကြောင်တင်စာအုပ်များရရှိရေးအတွက် ရာကြီးဥပခင်တို့ကပဲတာဝန်ယူကြသည်ကိုပြေသိန်းခမရမြင့်ချန်နှင့်ဆောင်းချန်ကွန်ကုနေရတာပင်အခေါပောင်းမကြီးနိုင်ဒါကြောင့်ပြောခဲ့တာပေါ်မယင်ကန်ဆောင်းချန်ကွန်ကိုလှီနဲ့လာရမှာပါလို့တခါကမြင်းကြီးတစည်းနဲ့လိုက်ပေါ်စင်ကားစကားကိုကိုပြေသိန်းကပြန်ကောက်ခြင်းဖြစ်ပိုင်းမယင်ကန်ကလည်းပြောခဲ့ပါသေးရှင်ဆောင်းချန်ကွန်ကလှဲဟုတ်တိုက်ပါလို့ ဒီနောက်ပိုင်းရက်တွေမှာတော့ဆောင်းချန်းကုန်းရာကျောင်းလေးစီကကျောင်းခေါလောင်တန်းကြာရပါပြီစာရန်တန်းနေကြာရပါပြီရွာကျောင်းလှုပ်ချိန်တွေမှာဆိုင်ရရွာလေးစီပြန်ပြေးကြတော့ကလေးများတန်းကြောင်ရွာလုံးစီလေးသည်လူပြိုမပတော့ပါအဖို့ကူပင်လင်ကိုပြေတဲ့ဤကျောင်းသားကြီးဖြစ်နေပြီကိုပြေတဲ့ကမူလာတဲ့ကျောင်းသားရွယ်ရဲမဟုတ်ပဲဖို့ကူတို့လိုစာတင်ကျောင်းကိုလာနိုင်သမျှသောကျောင်းသားကြီးတွေကိုလည်းလောကဒေသရီတင်ကြပေးခဲ့သည် တော်တော်လေးပြင်ပခံနိုင်သည့်ကိုပြေတိန်ပါပြီ။ ရွာကလည်းဆရာလေးကိုပြေတိန်ကိုချစ်ခင်လေးစားကြသည်အထူးသဖြင့်လူငယ်လူရွယ်ကာလသားတွေကအချိန်အားရတိုင်းကိုပြေတိန်ထံလာပြီးပညာစည်းပူးကြသည်ဒါတွေကိုမြင်ရကြရတော့မအိမ်ကံမှာဂုံယူလို့မစုံအဖေဦးသာထံပင်ခါတိုင်းလို့မဟုတ်စာတင်ကြဘက်ကိုကိုင်းရဲ့တလုံးလဲအိတ်ထဲထဲလွဲကသွားသွားထိုင်ရတာအမောကိုပြေတိန်ကကြောင်လွတ်ချင်ပြန်ထမင်းစားလေးရှိသည်ညစာထမင်းဝိုင်းကတော့ တရွာလုံးကဆရာလေးကို ပို့သည်များဟင်းနေကစပွဲနေမဆန်အောင်မြိုင်လာပါ၏ကိုပြေသိန်းကိုမအိမ်ကံကိုရိုင်းထမင်းခုခဲကြွေးသည်မိမများကသဘောတူထားကြပြီဆိုတော့မအိမ်ကံလူမြင်သူမြင်ခံဝန်ရဲပြီတခါတလေကိုပြေသိန်းနှင့်အတူကြောင်းပတ်လိုက်သွားတတ်သည်တခါတည်းရန်အာရှလူငယ်စီယုံကိစ္စဖြင့်ရွာနေစင်ရတော့လဲမအိမ်ကံနေကြည့်ကိုလိုက်ကြရပါ၏လဲပေါ်မှာအာရှလူငယ်တချင်းနေတန်ပြိုင်ဆိုကြရတာပျော်စရာကောင်းပါပါ၏ ။တချင်တော့မစုပြတော့တော့အဲ့တချင်ကိုတော့မရတော့လीဒီတိုင်းပဲစလို့ဖျက်ပြလိုက်တော့။ရာဇဝင်ကျွေးကိုဆက်ကြရသူရာတတိရှိတဲ့ဗမာတွေဘလို့ဆက်ရမယ်ကျွေးနဲ့ဆက်ရမယ်သွေးနဲ့ဆက်ရမယ်တဲ့။ခါခါပြင်ဆက်ရတတ်ပွဲ အာနာရှင်မိတ်ကြမွတ်တယ်။ခထောင်ဆိုင်ကဟော်ရီစစ်ကိုနိုင်အောင်သာတိုင်မယ်။အောင်မြင်နေမီတစ္ဆာတိတ်ထန်ပြုခဲ့ပြီးဗမာတွေ။ အာရှဆင်းဆိုသည့်တခြင်းကိုမအိမ်ခံရနေပြီတခါတခါဗမာသူရဲကောင်တခြင်းကိုဆိုကြ၏ဂျေဦးနှင့်ဖူကူတို့ပင်လိုက်ဆိုကြသည်အာရှလုံးမင်းမအိမ်ခံနေကြောင်းစရာကိုပြေသိန်းတို့လာရှင်လည်းကတခြင်းနှင့်တင်ပြကြသည်ရာဇဝင်အထုတ်ပတိလဲရှိရမေမော်ကွန်လဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရင်တိုင်းပြည်ကျွန်းခဲ့တဲ့မြို့အားဇာနီနှွင့် လွတ်လပ်ဖို့တို့များကို ကျွန်တွင်မှာကေတို့ဗမာစူမှုဖို့မျောကြရှာလို့ပေါ်လာတယ်။ရွာဒီမှာတော့ငကိုက6တိ6ခန်းဆိုတော့လေမဟင်ကန်နေကိုပြေသိန်းတို့ကြောင့်တချင်းတစုစုရှိခဲ့ကြပြီ။ရွာတော့ရေကန်ဆဲကြဖို့ကြသည်ရေတွင်ရေကန်ဆဲကြသည်ရွာစင်းရိုးတွေလုံအောင်ခက်ကြသည်ကြေးရွာကကွယ်ရေးဖွဲတွေဖွဲကြသည်တရွာတရွာကကူလူရှိကြသည်မဲ့ရင်ကန်ရကန်စင်းက အာရှလုံးမီဟိုမြည်ပေးထားသည့်ထမိန်စင်ကမင်းကလေးများအဆင်တူဝစ်ဆင်ကြရင်ရွေးချယ်ကြသည်ထီနာမည်ကြီးသွားခဲ့သည်မြင်းချံမျိုးကထီတကန်တကအမားတွေရောက်လာခဲ့သည်ရဲလိုပင်မလောင်နိုင်ဒီကြားထဲပြင်းမနာကိုပြန်သွားခဲ့သောအကိုမောင်မြတ်သာရွာကိုတစ်ခေါက်ပြန်ရောက်လာက မမစိန်များနှင့်ကြောင်မြန်ကြသည်ဖေနှင့်အမီမိန်ကန်နှင့်ကိုပြေသိန်းတို့အပြင်ရွာလူကြီးတချို့ပါလိုက်ပါကြကားတောင်းမြန်ခြင်းဖြစ်သည် မမစိန်များတို့ဘက်ကအတင်ချဲ့လိုကြသဖြင့်ကြောင်မြန်ပုတ်ပွေးပြီးနောက်တနေ့မှပြီမင်္ဂလာဆွန်ကျွေးသည်အိမ်တွင်ဖြစ်စီဖြင့်ရွှင်ဝေလက်ဝဲလက်စားနေမြင်ကားတွင်ကိုတပါးလည်းလက်ခွဲလိုက်ကြပါသည်မင်္ဂလာကိစ္စပြီးလင်ကိုမောင်မြတ်သားတက်ကိုပြန်ရမည်မမစိန်များကတော့ရွာမှာပဲနေခဲ့ရပါ၏လောလောဆယ်တော့မမစိန်များကသူ့အိမ်မှာပဲနေအောင်မည်အကိုတက်ကထွက်လာရင်တော့မအိမ်ကန်တို့အိမ်ကြီးပေါ်မှာပဲမိသားစုတက်တိုင်ဝင်ဝင်နေကြမည် နောက်တစ်ရက်မှာမောင်မြတ်သားတော်ဇနီးမောင်နှံကအဖေနေမေကိုလာကြတော့ကြပါ යි အေးငါတိုင်းဘေးမတည်ရံခါတိုင်းပြည်အကျိုးလူမျိုးဘာသာသာသနာအကျိုးတည်ပွန်းနိုင်ပါစေစိတ်ချလက်ချသာသွားစိတ်မြကလည်းအဖေတို့အိမ်ကိုတစ်ရက်တစ်ခါရောက်ပါစေကြားလာငါသမီးဟုတ်ကဲ့အဖေမမစိတ်မြကအဖေကိုဖေလို့ခေါ်လိုက်တော့မအိမ်ကံပင်ပြုံးမိခဲ့သည် ကိုပြေသိမ်းမိမတွေကိုလည်းမရင်ကန်ကအဖေတို့အမေတို့ခေါ်ရတော့မှာပေါ့အကိုကကိုပြေသိမ်းကိုမာကြာရှိရာတွေမှာဒီကဲသခင်ပြေသိမ်းကျွန်တော်မရှိတဲ့ခိုင်မှာကျွန်တော်မိသားစုခမရလက်ထဲအပ်ထားခဲ့ပြရစီအစစရရအာကိုပြစီခမတိုင်းပြည်လွတ်လပ်ရေးကြီးရတဲ့အခါခမနဲ့ကျွန်တော်လက်တွဲပြီးရွာကျိုးရဲ့ကျိုးတွေလှုပ်ကြသေးတာပေါ့သခင်မျိုးဟိတို့ပါမှာစိတ်သာချပါရောသခင်မြတ်သားအေးတော့ပုံအောင်ရမည် ကိုနှစ်ကိုပြေသိန်းတို့တယောက်တော့နှုတ်ဆက်ကြပုံကိုအဖေဦးတထံကပြုံပြုံကြည့်ကြည်လျက်ရှိပိုင်းအမေပန်းရုံကကိုတွယ်ပြီးဆရာရှိရာတွေထဲသူပေးလိုက်သည်အကိုမမြတ်သားမမစိန်များတို့အိမ်ဘက်ကိုလိုက်သွားတော့မယင်ကန်ရင်ထဲမှာဟာချမ်းရိတ်ခဲသည်အကိုဝော်တစိန်မင်းသားတယောက်ကယူသွားတာလားမယင်ကန်တို့ကပဲတစိန်မင်းကလေးလက်ထဲလက်ရောက်အပ်လိုက်ရတာလားဘာပဲဖြစ်ဖြစ်မယင်ကန်ကိုကိုနှမျောမိရပါ යි ဒီစားထဲကိုပြေသိန်းကကြောင်ကိစားပြေမြင်ချန်သွားရပြန်တော့အိမ်ကြီးတိမ်လုံးခြောင်သွားသလိုပဲကိုပြေသိန်းမြင်ချန်ကိုအရင်ခောက်တွေသွားတော့ကစပိန်တစည်းပါလာသဖြင့်ဖိုကူးလဲကို ခေါ်သွားစရာမလိုတော့မဲ့ဟင်ကန်နေကျိုးကအိမ်တန်ရှင်ရင်ဝင်ရပါ යි ဒီတလလုံးလုံးတရွာလုံးမအားကြရသလိုမဲ့ဟင်ကန်တို့ပါမအားကြရမတက်တာလိုက်တာမဲ့ဟင်ကန်ရဲ့တို့လည်းထမင်းချက်လိုက်ရတချင်းဆိုလိုက်ရနဲ့ကျိုးစကားကြမဲ့ဟင်ကန်ရီမိသေးသည် မဟင်ကံပါတော့ကျေးဥပါပါရသည်ဒီရက်တွေတည်းအိုကြီးအိုးငယ်ထင်းမိမြိန်နိုင်အောင်ချက်ပြုတ်ကြရတာကလည်းနေစဉ်ရက်ဆက်ပြီးမမစိန်များကတော့တနေ့တစ်ခါရဲလို့မဟုတ်ပါတနေ့နှစ်ခေါက်သုံးခေါက်ကူလာသည်အဖေတို့မေတော်ဝိဇာတွေရှော်ဖို့ပြီးသွားတတ်သည်သူတို့အိမ်မှာချက်သည်ဟင်းကောင်းတမဲတော်ဦးဖြားဖြားနေစဉ်ရောက်ပါ၏အာရှလုံးမေစင်းလေးကိုတမီရောက်မှနေရာစလုံးသူ့ရက်ကန်ကိုရက်ကန်မခွဲတော့ပင်မှတမရရက်ပြီးနေကြရသည် ရွာတွေကမာရာတွေများလွန်နေတော့ညပင်းနေရသည်မမပြည်ကြီးခစ်တဲ့ကောင်လိုအခါကောင်းပေါ်လာပြီကမရှိပိုင်းတိုင်ရင်သားမုံငါတို့ကူဝိုင်းမီနိပွန်ပမာချစ်ကြသည် သွေးနဲ့ချွေးနဲ့အရင်ဆိုင်သည် ပမာခစ်တဲ့ကိုတီထောင်ဖန်တီးကြီးပွားရပေးမည် ခြေဦးကကိုပြေတဲ့ဝင်စားတွေကိုခြေမိဘူးကြီးတလုံးနဲ့တိုင်ရင်တချင်းကြီးနေသည်မဟင်ကန်ကခြေဦးစုံနေသည့်တချင်းကြောင့်ပြုံးကြည့်နေမိလေသည် ကျေးဥချင်းဆိုရင်ကရက်လိုက်ပြီးမယင်ကံကိုမေးသည်မယင်ကံကပ္ပရှိပိုင်းဆိုတာဘာတုံနိပုံဆိုတာကကောကပ္ပရှိပိုင်းဆိုတာဒူရလိုတော့ရွာရှိပိုင်းပေါ်ဟဲနိပုံဆိုတာဂျပန်လို့ပြောတာပဲမလာအောင်ကဝင်ဟန်လေးတော်ကြစမ်းပါရဲ့ကြက်တည်မရှိတဲ့ကောင်လေးရွာရည်တွင်ကိုတုံးလုံးရေချိုးကြတော့ပြိုတွေပြေးကြရပါဘကောမလာအောင်ကလှန်ကန်တော့မှာကျေးဥလဲတချင်းဆိုရတော်သည် မဟင်ကန်နေချင်းဦးတို့ညာဘက်စကားတွေပြောဖြစ်ကြရမှာတော့ရွာတန်နေကြရပါ යි မဟင်ကန်ထင်သည့်အတိုင်းပဲရွာကကိုပြေသိန်းနှင်းမဟင်ကန်လက်ထတော်မှာဖြစ်ကြနေနေလားရွှေနှင်းမြလုံးလိုက်ဖက်ကြတနေ့လုံးကဂွန်ပေါင်နေတူရလားရေတကြီးကြီးရှိရတော့မဟင်ကန်ဖို့ဆရာတော်ဆိုဒီကုန်ကြောင်စာထက်တပိုးပွင့်လန်းဖို့တားရှိကြောင်းနေပါကြောင်ချီဦးကပြောပြသည်ပြောနေကြတာဆုံးလို့ပါမအင်ကန်ရင် ဆရာလေးကိုပြည်တင်ချော့တဲ့လှတဲ့အကြောင်းလဲပါပါရဲ့မိန်ကန်ရုပ်ရည်နဲ့ဓာမြုံမှလိုက်တော့မပေါ်ဆိုတာလဲပါရဲ့ကတော်ဝင်လောက်တဲ့မိန်မဆရာကတော်ဖြစ်ရမယ်ကောင်ကနှဲ့ရော်လာတဲ့မိန်ကန်လည်းဒီခါကိုစောင့်နေတာပါကျေးဥရဲ့မစားရအလင်းစားမတော့လဲစီထမင်းဆိုတလို့ပေါ့မင်္ဂလာပွဲကြီးကိုဟီးနေအောင်လှုပ်ပစ်လိုက်မယ်ကြည်နေရွှေမုံမင်္ဂလာဆောင်ထက်တာရမယ်ငါမင်္ဂလာဆောင်မှာမန္တလေးကအငိမ့်ခမ်းလိုက်ရအောင်မယ် ရွှေမုံကလည်းအသာထားလိုက်တာမပြောပါနဲ့တော့ကြီးကြီးတော်ဆန်ရွှေကဒီချွေးမရောက်လာမှစီးပွားတွေတက်တယ်ဆိုပြီးစင်ထားလိုက်တာညွတ်လို့တာအောင်ကရွာတွေမှာနွားလဲထက်လောက်တာကလည်းပတ်စံရတဲ့ဒီကြတဲ့ရင်ချွေးမနှစ်ယောက်ကတာသမီမရကြပဲရွှေမုံကြမှာကိုဝင်ရတော့ညေးတာမမွေးရသေးဘူးရွှေပခတ်ဆင်းနေကြတာမအိမ်ကန်းရဲ့ဩရွှေမုံကဝမ်းနောင်လွှဲနေပြီတဲ့လားအင်းပေါ့လေဒါနဲ့ကြီးတော်ဆန်ရွှေကဘာတွေလုပ်နေတာတုံးကြည့်ဦးရဲ့ ရွာမှာအတန်မကြရတော့လို့အမှုပွဲစားကြော်တင်းနဲ့ပါပြီဂျပန်တပ်တွေကိုပဲ့တို့ထညက်တို့လိုဟာတွေတွင်းနေတယ်ပျော့ကြတာပဲဂျီရော်ဆန်ရွှေကပစ္စည်းဆိုင်ကြော်တင်းကငွေပေးငွေယူတဲ့အမြတ်ကိုတုံချွတ်တချို့ပေးရတဲ့ဇရားတွေရှုပ်လာကြအောင်မပေါ့အေးမဟင်ကန်တော့ရတဲ့စကားတွေပြောနေကြတော့မလာတော့ဘောထက်ကိုတက်လာသည်အောက်ထပ်မှာကိုပြေသိန်းရောက်နေပြီဆိုလို့နှစ်ယောက်သားဆင်းလာခဲ့ကြရောက် ဆင်းလာခဲ့ကြရပါဘယ်နဲ့ပါလဲညရင်မိုးချုံမှာပြန်ရောက်ရတဲ့တည်းလားမဟင်ကန်တို့အောက်ထပ်ကိုရောက်တော့ကိုပြေသိန်းကထမင်းဆိုင်ရန်လက်ပင်ဆင်းနေပြီကြောင်တွေပစ္စည်းတွေမနှက်ပြန်ဖို့ကိုလှည့်ဆင်းနေရတာကြာသွားတာမိပန်းယုံရဲ့အားလုံးပြီလို့မြင့်ချန်ကထွက်တော့နေဆောင်လှပြီထွက်လာလို့မှမကြဘူးစပိန်ကဘိန်းပေါတာနဲ့တွင်းရင်လျှောက်လာရတာပဲလာကလည်းမိုက်လမ်းကလည်းမှလူသားလူလာများပြက်ချက်တော့ နောက်ဆိုရင်နေရောင်နဲ့ရွာဝင်ပါကွယ်ခေခါကာလာကြီးကမကောင်းလားဘူးဘောင်ရည်သိမ့်နဲ့ကွယ်မြင့်နှကောင်ဝယ်ပါရော့စမိန်ကမတိချပါဘူးမိပန်းယုံကကယူနာနေပြောနေချင်းဖြစ်သည်မိန်ကန်ကတော့ရင်းနေပူနေရသည်ဂျပန်နေပါရီနဲ့မတွေ့လို့တော်ပါသေးရင်မြင်းချန်နေဆောင်ချန်ကုန်စပိန်တွင်ရင်လမ်းလျှောက်လာရတဲ့လားမိတို့ရှိမှပြင်မဲ့မိန်ကန်တခွန်းတော့ပြောဖြစ်လိုက်ပါ යි နောက်ကိုပြေသိမ့်မြင့်ချန်သွားရင်ဖိုးတွန်းနဲ့ဖိုးကူတယောက်ယောက်ကိုခေါ်သွား လှဲနေသွားတာကြားမယ်ထင်အမေပန်းယုံပြောသလိုမြင်းကောင်းတကောင်းမြင်းကောင်းတကောင်းဝဲရအောင်ကိုပြေသိန်းကမင်းကန်ကိုလမ်းကြည့်သည်ပြီးမှစကားတခွန်းပြန်ပြောလေသည်အေးပါအင်္ဂလိပ်ရယ်အင်္ဂလိပ်စိတ်ပူမယ်ဆိုတာလဲသိပါရဲ့ကွယ်ကိုပြေသိန်းကထူးထူးခြားခြားအင်္ဂလိပ်လို့ခေါ်နေပါဘကောလားအမေပန်းယုံနေမလာအောင်တို့ကလှမ်းကြည့်တော့လေမိန်ကန်ရှမီသားတည့်ရဲ့ မနေ့စောစောမယင်ကန်တို့အင်းကိုစီးစရာဆရာကြီးရောက်လာခဲ့သည်လဲတုံဖြင့်ရောက်လာခြင်းဖြစ်၍ဖြင့်ချင်းကြီးတူတူတပတ်ကောင်းပေါင်းကြီးပေါင်းကကြောင်ဖူးပဲဆဲလေးကြီးကိုရင်အမတ်တမဲရောက်လာခြင်းဖြစ်သည်ဆရာကြီးရောက်လာချိန်မှာစောလွန်းလာသည်ဖြင့်ကိုပြေသိမ့်မင်းမလို့သေးပါ မလောင်ကဆရာကြီးကိုနေရာပေးသည်ဥသာထန်တို့နေပြီးဖြည့်ရဆရာကြီးရှေ့လာထိုင်သည်ဘဲနေတော့ဆရာကြီးရဲ့ဘာများထူလို့တော့စောစောစီစီမောင်ပြေသိမ့်စီလာတာပဲတကြီး ကျုပ်တို့ရွာတွေမှာဒါမသိကြသေးတာဂျပန်တွေကတော်တော်တောင်းကျမ်းနေကြပြီကျုပ်တို့ဘက်ကတို့ဘက်မှာစင်ရတာအစီအုံဆိုတာမြို့တွေမှာဖွဲ့တဲကြလို့လာမေးတာမောင်ပြေတင်တည်တံကောင်းရဲ့ထင်လို့ကိုပြေသိန်းကိုမလာအောင်ကနှိုးပေးတဲ့ပြင်မျက်နှာကလေးတဖန်ဖန်တစ်ပြီးဆရာကြီးပဲဝင်ထိုင်နေဆရာကြီးကအကျိုးကြောင့်ပြောပြတော့ကိုပြေသိန်းကဒီသမ ्या ရှင်ပြသည်ကျွန်တော်တို့ဗမာတွေဘက်ကလည်းဂျပန်လေးစားလောက်တဲ့အဖွဲတစ်ဖွဲဖွဲ့လိုက်တာပါပဲဆရာကြီးဗမာခေတ်တွေထူထောင်တဲ့သဘောပါ တို့ဘာမှာဆင်းရဲတာအစီယုံတန်ကအစီယုံ အမျိုးသမီးအစီယုံတက်လူအစီယုံဆိုပြီးလေးဌာနခွဲပါတယ်ခြေပါတွေကတင်းသားတွေခေါ်တော့မယ်လို့လဲကြားတယ်ကျုပ်ကဧတာတိချင်တာကျုပ်တို့ရွာကဝင်ချင်းကြသူတွေများတယ်ခက်တာကကျုပ်ကိုဂျပန်ကြီးတွေတိုင်းလုံနေတဲ့ဘာဆောင်ကစောင့်ကြည့်နေတယ်ကျုပ်ကိုခြေရှုပ်တယ်ပေါ့ဗျာတတိတော်ထားပေါ်ဆရာကြီးဂျပန်တွေကခွင့်ပြုလို့ဖွဲ့ကြရတာပြင်မဲ့ယုံနာတော့မြုံကြဘူးကျွန်တော်တဘောတော့စောင့်ကြည့်ချင်သေးတယ် ကျွန်တော်လည်းကြားသလောက်ပြောရတာရှိပါသေးတယ်။ဆရာကြီးပြန်သွားတော့မရင်ကန်လဲနူလာခဲ့သည်။မလောင်ကထမင်းကြော်ပကံနေလာချသည်ညကရင်ကျန်နေနေထားသည်တဲကမပီချက်ကလေးတကောပုံကစားနေခဲ့သည်။ဦးသာထံကဆရာကြီးပြန်သွားတော့မှကိုပြေသိန်းကိုမေးသည်။ဘာတွေများဖြစ်ကြအောင်မှလဲမောင်ပြေသိန်းဆရာကြီးဥပခင်တို့ပြောတာတော့ဂျပန်ကိုတစ်ချိန်ချိန်မှာပြန်ချကြဖို့ပဲခမ။အခုကမြေရောက်ဖွဲ့လေးတွေတောင်ဖွဲ့နေကြပြီ။ နိုင်ငံရေးဆွေးနွေးကြတာပေါ့ခင်ဗျာမဲအင်ကန်ကတော့မြေအောက်ဖွဲဆိုတာလေးနားမလဲတော့လေကိုပြေသိန်းတရဆိုရင်သွားခဲ့သည်ဂျပန်တွေဟောခံပြီးတိုက်ကြခိုက်ကြလို့ဖြစ်ပါမလားဘာပဲဖြစ်ဖြစ်ဒီထဲမှာကိုပြေသိန်းမပါသေးခြင်းနိုင်ငံရေးစကားတွေသူတို့ရာလေးကိုခုတလောရရောက်လာတာမဲအင်ကန်တတိထားမိသည် အာရှလူငယ်အာရှလုံးမီဒါကလေကိုပြေသိန်းနှုံလို့သူပါထားလို့ရခြင်းဖြစ်ခုတလောတတင်းတွေကလည်းမျိုးမျိုးပဲ ဂျပန်နေရမတင်ကြသူတွေကိုရရဆက်ဆက်တက်ပြက်နေကြတာတွေကြားနေရသည်တလောကထင်းလဲတစည်းပေါ်ကအင်္ဂလိပ်လက်နက်တွေတွေ့သည်ဆိုကလယ်သမားလေးယောက်ကိုဇေဝမှာတက်ပြစ်သည်ဆိုသည့်သတင်းတွေရောက်လာခဲ့သည်အင်္ဂလိပ်ပြည်ကြံရည်ခဲ့သည့်လက်နက်မျိုးတွေကိုဓမြတွေလိုက်ဝဲရာကမိသွားခြင်းဖြစ်သည် ဟုတ်မဟုတ်မသိချာတော့လေဂျပန်ကိုသတင်းပေးသူကမှုဝဲစားကြော်တင်လို့ပြောကြလာလဲရှိသည်ထမင်းကြော်စားပြီးမဲ့ရင်ကန်ပြင်ထွက်လာခဲ့သည် အကြီးချညွန်းနဲ့အတူရက်ကန်သမားတွေပင် ရက်ကန်စင်ဝင်ဖို့ရောက်လာကြပြီအကြီးချညွန်းကမယ်ကန်ရှီယာကိုရှောင်လာခဲ့သည်မယ်ကန်ခနေ့အကြီးမဆန်ရွှေတို့အိမ်ကခေါ်လို့တွားချီအောင်မယ်အဲ့ဒါလာပြောတာအကြီးမနဲ့ပြန်မလာတော့မယ်တွားပါကြီးရဲ့ဘာလို့ဖို့တဲ့တော့ညကမဆန်ရွှေချွေးမှ ရွှေမုံမွေးတယ်လေဘသူရဲ့အကြီးရွှေမုံညကမွေးတာလေမယ်အိမ်ကန်ရဲ့ခိုင်းစရာရှိတဲ့ထင်ပါရဲ့ 哦，好啦，姨，巴里得嘞。没人敢应没个，姨家娘家婆婆爸爸站起来到嘞，脱皮子家的呗。没人敢婆老米母舅家来的不嘛，不过老些水鬼鬼大开呀吧。托母舅一身脏，没人敢面别家大里的啦听呀，老米大开呀来的。နာစင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်ဆက်များကိုလည်းစောင့်မျှော်နာစင်ပြကြပါအောင်နော်။